်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပြီးတော့မှာပါဒီကနေ့မေလ9ရက်နေ့မနက်6:03မိနစ်အချိန်မှာပျော်ပယ်မြို့အနောက်အနောက်တောင်ဘက် -10 ကိုဗိုလ်ဖြူပြီးအင်အား၄တပ်မှ5ရစ်စတာစကေးရှိ ငလင်တစ်ခုလောက်ခတ်ခဲ့တယ်လို့မိုးစလာကထုတ်ပြန်ပါတယ်။ ကျော်ပန်မြို့ရဲ့အနောက်အနောက်တောင်ဘက် -20 အကွာကိုဗဟိုပြုပြီးအနက်16ကီလိုမီတာအကွာကိုလှောက်ခတ်ခဲ့တာလို့ဖော်ပြထားပါဗျ။ထိုင်းငလင်ဗဟိုဌာနရဲ့တိုင်းထွာချက်အရအဲ့ဒီငလင်ဟာပြင်ယာ၄.၈ Richter scale ရှိပြီးအနက်10ကီလိုမီတာကိုဗဟိုပြုကလှောက်ခတ်ခဲ့တယ်လို့ဖော်ပြထားပါဗျ။တချိန်တည်းမှာပဲရွှေဘိုခရိုင်ရေဦးမြို့နယ်မှာလည်းအင်အား၄.၄ magnitude ရှိတဲ့ငလင်တစ်ခုလှောက်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူမိဗေဒတိုင်းတရေးဌာန USGS မှာဖော်ပြထားပါတယ်ခင်ဗျာ you you TNL နဲ့စစ်ကောင်စီတို့ကြားတရုတ်နိုင်ငံကုမင်းမြို့မှာအေဗီလာ28ရက်နေ့ကနေ29ရက်နေ့ထိနေ့ကြာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါတရုတ်ကြောင်းဝင်မှုကြောင့်ဖြစ်လာတဲ့အဲ့ဒီဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနည်းမြေပြန်တောင်းခဲ့ပေမဲ့ TNL ဘက်ကလက်မခံခဲ့တာကြောင့်ပြည်လည်မှုမရရှိခဲ့ကြပါဘူးဒါကြောင့်ဆွေးနွေးပွဲကိုထပ်ပြီးရွှေ့ဆိုင်းခဲ့ရပါတယ် လက်ရှိမှာတော့စစ်ကောင်စီဘက်က TNL ထင်းချုံရာမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဖြန့်လေးပြတ်လှုပ်ထားတာပါ။ဒါပြင်တရုတ်ဘက်ကလည်းပိတ်ဆို့မှုတွေဆက်လုပ်ထားပါတယ်။အခုလိုမျိုးဖိအားမျိုးစုံရှိနေပေမဲ့လည်း TNL အနေနဲ့ကတော့ဆရာနာရှင်အမြင့်ပြတ်ဖို့အတွက်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ TNL ရဲ့အတွဲဘက်ထူထူတွင်းမှုနဲ့ဗိုလ်မှူးကြီးတာပန်လာကပြောပါလေ။မေလ၄ရက်နေ့ကပြုလုပ်တဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာပါ။ အစရောတိစားပါတယ်ဒါကျွန်တော်တို့ဟိုစောစောတုန်းကကျွန်တော်ဆင်းရဲကြတဲ့မျိုးဒီလည်းနေပြန်လည်းမှာထူထောင်နေပေါ်တော့ပြင်းချနေပေါ်တော့စဉ်ဒါကျွန်တော်တို့ဒီတပ်ဘက်ကောဆက်လက်ပြီးမှအဆောင်ရွက်သွားရမှာဖြစ်ပါတယ်အဲပင်းနေပင်းနေရဘလို့လို့မစပါတော့ပြောပြမှာဖြစ်ပါတယ်ဒါမဲ့တိစားတာတော့ဒီမစစ်ဆက်မဲ့ပြက်ဆက်ဆက်ရမယ်ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်အဲဆက်လက်ဆက်ဆက်ဆက်လက်သွားရမယ်ဒါကိုလို့ဆက်တာတစ်ဖက်တည်းဒီအဘိဒီယစီပြီးတော့ဒီမှာဒါကျွန်တော်တို့ဆက်လက်ပြီးမှပဲဒီပြင်ခလုံး ်ပါရှင်လက်တန်းရယန္နာရှင်ကလည်းချုပ်မြင့်တော့ကျွန်တော်ပါဇက်ကမဲ့ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်တို့တို့သားတို့ပါလေသူတို့ပါ TNL နဲ့စစ်ကောင်စီတို့ရဲ့ဆွေးနွေးပွဲမှာစစ်ကောင်စီဘက်ကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စားရှိတဲ့မြို့နယ်တွေကတောင်းတက်မရော TNL တပ်ဖွဲ့ဝင်တွေအားလုံးပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနယ်မန္တုံမြို့နယ်တွေကိုစုခွာကြဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်စစ်ကောင်စီဘက်ကပြန်တောင်းတဲ့မြို့နယ်တွေပြန်ပေးမပေးဆိုတာကအတူတိုက်ပွဲဝင်ခဲ့တဲ့ မဟာမိတ်တွေနဲ့လူရဲအတန်းကိုနားထောင်ရမှာဖြစ်ပြီးလက်ရှိမှာပြန်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ TNL ဘက်ကပြောပါတယ်။ဆိုတော့အာမဟုတ်ပေးနိုင်မလားဘာပေးပေးနိုင်မလားဘာလဲမျိုးတော့လောဆယ်အဲ့ဒီမျိုးမရှိသေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဒီကျွန်တော်နဲ့အတူတက်ပွဲဝင်ခဲ့ကြတဲ့အဲမမိတ်တွေရဲ့အဲ့လည်းဒါကျွန်တော်တို့ဒေတာရမှာဖြစ်တယ်လို့ကျွန်တော်တို့ဒီတက်ပွဲအောင်မြင်အောင် ဒီဒီနေမျိုးကနေမှဒီဆက်နာချင်းချင်းလေးထွက်ခွာသွားအောင်ဘူပေါင်းဆွဲခဲ့ကြတဲ့လူထုတွေအတန်နဲ့ဒါကျွန်ဒီကျွန်တော်လေးထားရမှာဖြစ်ပါတယ်နော်အဲကြောင့်လို့ဒီဟိုပေးနိုင်မလားဒီဟာပေးနိုင်မလားဘယ်လိုမျိုးတော့လောဆယ်မရှိသေးပါဘူးလောဆယ်ဒါကျွန်တော်ဘက်ကအရက်တချဲကတော့ဆိုစောကတင်ပြတဲ့အတိုင်းပဲရောက်တဲ့နေရာကနေရက်တက်ခဲမှုတွေရက်လူထုဒီကိုထွက်လာဆိုတော့လောက်နေပေးပါနော်ဆိုတော့အဲ့ဒီသုံးချက်နဲ့ကျွန်တော်ဟိုရက်တည်ထားပါတယ်တို့ PR တွေနဲ့ပတ်သက်လို့ပြည်တွင်အခြေအနေတွေနဲ့ လူလူတန်ကုန်တရုတ်အနေနဲ့အမှန်တိုင်းနားလည်နိုင်ဖို့လိုသလိုနားလည်အောင်လည်းလူလူကရောဒေါ်လိုင်းအင်အားစုတွေအလုံးညီညွတ်ညော်ဆောင်ရွက်နိုင်ဖို့လိုတယ်လို့လည်း DNL ဘက်ကတိုက်တွန်းပါတယ်။ DNL ဟာရှမ်းမြောင်းနယ်မန္တလေးတိုင်းတွေကမြို့နယ်ပေါင်း12မြို့နယ်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါ။ဟုတ်ကဲ့ပါ။ CDN ဆရာဆရာမတွေဝန်ထမ်းတွေနိုင်ငံရေးအကျဉ်းသားကျင်းသူဟောင်းတွေတက်ကြွလှုပ်ရှားသူတွေ ဒန်ယာယ PDF ရဲဘော်တွေနဲ့ဖွဲ့စည်းထားတဲ့ Revolution at Creation အဖွဲ့ကဒီပွဲကို စီစဉ်တာဖြစ်ပါတယ်။ကြီးဝေချက်ကတစ်ခုပဲရှိတယ်ဗျ။ဘာလဲဆိုတော့နံပါတ်1ခါကျတော့ဒါတော့ပြညာတွေကြောအကုန်သိမိမယ်ပြီးကြောင်ဈေးကွက်စာပေးမယ်။ဘာကြောင့်ဈေးကွက်စာပေးမယ်ဆိုတော့ဒီနိုင်ကျင်းတွေဒီမှာသင်တန်းသားတွေအကုန်လုံးလက်ရရှင်တွေအကုန်လုံးကလည်းနိုင်ကျင်းတွေ CDN တွေထိခိုက်ရေးဘော်တွေဟိုဥစားပေါ့နော်မြေပြင်ရေးဘော်တွေဖြစ်တဲ့ကြောင်သူတို့ရဲ့ဘွာရက်တီဘူလိုအပ်တယ်ဗျာ။သူကရက်တီဘူတွေကြောင်ဒီရက်ရတဲ့ဝင်ငွေအကုန်လုံးကတော့သူတို့ သူတို့ရသူတို့ယူဘိုးတို့သူတို့ရက်တူဘူးပဲကြာဒါပေမဲ့ကျွန်တော်ရဲ့အခါကြတော့အခုနောက်မှာဆင်းကျွန်တော်အဲ့ဒီကကြတော့ကျွန်တော်စစ်ကြောင်းကိုတရားရဂိုင်တော့ပြန်သွားမယ်ခင်ဗျပကြီကားပေါင်း68ကားပြသထားပြီးဒေါ်လာ150ကနေ1500အထိရောင်းစေးတတ်မှတ်ထားပါတယ်ဒီဒီမှာပေါ့နော်ဒီပြပွဲကကျွန်တော်တို့ဒီဘက်ဒီတလိုင်းတွေကနေပြီးတော့လာတဲ့သူတွေသူသဖြင့် CDM တွေများစွာဖြစ်ပါတယ် တော့နောက်ထပ်နိုင်ငံရေးကျင်းသားတွေပေါ့နော်နိုင်ငံရေးကျင်းသားတွေပါတယ်ပြီးတော့ဒဏ်ရာရတဲ့ရဲမောင်းတွေရဲ့လက်ရာတွေလည်းပါတယ်ဆိုတော့ဒါသူတို့ရဲ့ရင်ထဲမှာသူတို့ရဲ့အဓိကတော့သူတို့ရဲ့ရင်ထဲကခံစားချက်တွေပေါ့နော်တချို့ပုံတွေဆိုလို့ဆိုရင်ကျွန်တော်ကြည့်ရင်တော့သိတာတယ်ပေါ့နော်အာပုံကြည့်မွန်းကြက်နေရပေါ့နော်တတော်များဟူဒီတော်များကြည့်လိုက်ရင်မွန်းကြက်နေရပကြီးများတယ်ဒါအဲ့ဒါကြောင့်မို့လို့ဒီပေါ့နော်ကျွန်တော်ရဲ့စံစိတ်ထဲမှာဘယ်လိုရှိနေလဲဆိုရဲဟိုခံစားနေရတယ်ဆိုတဲ့ဟာပေါ့နော်ကောင်းကောင်းကြီးပြနိုင်တယ်လို့တော့ခံစားရပါတယ်ဗျ ဆရာမှာပြီးတော့ဒါဆိုရင်ဒီကိစ္စကြရင်ဆိုတော့ဒီကိစ္စကဘူလာအဘုတ်ကြီးတော့ဆိုတော့ဒီရတော့ဒီဟာမင်းသမီးကောနော်မင်းသမီးကကျွန်တော်စီရီနှစ်ခုထုတ်တာလေအဲမြိုင်စီရီနဲ့အောင်ဗလာစီရီနဲ့မြိုင်စီရီကကျတော့မင်းသမီးအစ်စ်တွေကတာပေါ့နော်အဲကျွန်တော်6ကားရောင်းပြီးတော့ကျွန်တော်ရဲ့ Cobra စစ်ကြောင်းကိုကျွန်တော်ကပြူလိုက်ပြီးတော့ဘတ်၄000နဲ့8000ရတယ်ကြာဒါကျွန်တော်မြိုင်အောင်ဗလာစီရီအောင်ဗလာကျတော့ယောက်ျားမင်းသမီးယောက်ျားလေးတွေက မင်းသမီးတို့ကတာကိုကျွန်တော်ဥပုသိင်တော့ခက်တော့အခါလိုမျိုးဒါကြောင့်သူကအဲ့အချိုးစစ်တယ်ကဟိုဟာအမျိုးသားဆန်နေတဲ့ပုံစံမျိုးဖြစ်တယ်ကြာမင်းသမီးတို့မျိုးတအားနဲ့တော့မဖြစ်ပဲနဲ့ဒါကိုကြောက်ကိုယ်တိုင်ကပြီးတော့ပြန်ပြီးတော့မော်ဒယ်ပြန်ဆွဲရတာအပေါ်ကပုံပါပုံအပေါ်ကကျတော့တာမဏိခင်းသူလို့ပြေးကြတယ်ဒါကျွန်တော်တို့ရဲ့ငင်းချင်ရင်းတို့ပဲစုစင်ကြီးတော်မြန်မာနိုင်ငံရဲ့ဒီပေါ်ဒီမိုကရေစီပြည်ကိုင်စင်တဲ့ပြည်သူမျိုးဖက်ဒရယ်ကိုတော်မယ်ပြည်ကိုင်ငါတို့ဒီဝီပကြီးပြပွဲကို2025ခုနှစ် ဧပြီလ၁ရက်ကနေ9ရက်အထိမနက်10:00နာရီကနေည9:00နာရီအတွင်းဖွင့်လှစ်ပြသထားမှာဖြစ်ပြီးအခမဲ့မြည်သူမဆိုလာရောက်ကြည့်ရှုနိုင်ပါ रे ခင်ဗျာကျွန်တော်မောင်တူပါ ဒီ VIP ရောင်းမြင်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ